င်ပြည်ဖားဆောင်မြို့နယ်မော်ချီမြို့မှာရှိတဲ့လူနေထူထပ်ပြီးတော့ခဲချင်းတွေရှိတဲ့ရက်ွက်တစ်ခုကိုစစ်ကောင်စီကဇွန်လ25ရက်နေ့မနက်7:00နာရီဝန်းကျင်လောက်မှာလေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားတာမရှိတဲ့မော်ချီမျိုးကခဲချင်းတွေရှိအောင်ပေါင်လေးရဘုံနှလုံးနဲ့ကြဲချတိုက်ခိုက်ခဲ့ပြီးဆက်တနက်တွေနဲ့လည်းပြစ်ခတ်တိုက်ခိုက်ခဲ့လို့အမျိုးသမီးတဦးအပါအဝင်အရတောင်း9ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ20ဝန်းကျင်ခန့်ရှိတယ်လို့လည်းသိရပါတယ်ဘုံကတော့ပေါင်လေးရဘုံနှလုံးလို့အကြံဖြင်းသိရတယ်။နောက်ပြီးတော့ဆက်တနက်တွေနဲ့လည်းပြစ်တယ်။ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ အခြေအနေနည်းနည်းဆိုးရတဲ့သူတွေရှိတော့နောက်ထပ်သေဆုံးနိုင်ကြလဲရှိတယ်လို့ကြားထားရတယ်။အခုလွန်လွန်ဆယ်တော့သတင်းချက်လက်ထပ်မရသေးဘူးလို့ကရင်နီပြည်ဂျာကန်လာအုပ်ချုပ်ရေးကောင်စီ IEC အတွင်ရင်မှုနဲ့ဗညာခွန်အောင်က ERI Times ကိုပြောပါရယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်နေအလုံး20ဝန်းကျင်ပြိုကျပျက်စီးခဲ့ရပြီးသေဆုံးသူတွေထဲမှာခဲချင်းတွေမှာအလုံးလောက်ကင်နေတဲ့အလုံသမားတွေပါဝင်တယ်လို့လည်းသိရပါရယ်။ လက်ရှိမှာဖားဆောင်မြို့နယ်မှာစစ်ကောင်စီနဲ့ကရင်နီတွန်လိုင်းပူပေါင်းတပ်ဖွဲ့တို့စီးရဲတင်းမာနေပြီးဇွန်လ25ရက်နေ့ကတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားတာမရှိတဲ့မော်ချီဒေသကိုပါဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားတာမရှိတဲ့မော်ချီဒေသကိုမကြာခဏလေကြောင်းတိုက်ခိုက်မှုပြုလုပ်လေရှိပြီးပြီးခဲ့တဲ့မေလ10ရက်နေ့ဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်မှာလည်းအရဲသားနှုတ်ဦးတေဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်